အာတိဝဏပစ္စယောအာတိဝဏပစ္စယောတိပုရိမာပုရိမာကုတလဓမ္မာပစ္စည်းမာနံပစ္စည်းမာနံကုတလနံဓမ္မနာအာတိဝဏပစ္စယေနာပစ္စယောအတိပ္ပယ်လေးကိုလူရင်းတို့ချင်းပြပြမယ်အာတိဝဏပစ္စယောအာတိဝဏပစ္စည်းဆိုတာကတဲ့ပုရိမာပုရိမာရှေ့ရှေ့တုန်းကအရင်ရင်တုန်းကကုတလဓမ္မာပြုလုပ်ခဲ့တဲ့ကုသိုလ်တရားလေးတွေကပစ္စည်းမာနံပစ္စည်းမာနံနဲ့နောက်နောက်မှာပြုလုပ်မဲ့ကုတလနံဓမ္မနာကုသိုလ်တွေကိုတဲ့အာတိဝဏပစ္စယော ထပ်တလဲလဲပြုတ်ခြင်းအပြင်အကျိုးကျေးဇူးပြုတယ်။ဟောပိုလစ်ကိုတုတ်လို့ရှိအယောင်တွေတက်လာတယ်လို့ပဲထပ်တလဲပြုတ်ခြင်းအပြင်ကုသိုလ်စိတ်တွေတရားတရားစိတ်တွေပူပူပွားစီတဲ့သဘောရှိတယ်တဲ့။နောက်တစ်မျိုးပုရိမာပုရိမာအကုဒလာတံမှာပုရိမာပုရိမာအရင်ရင်တုန်းကတဲ့အကုဒလာတံမှာအကုဒတွေလောက်ခဲ့တယ်တဲ့။ပစ္စည်းမနံပစ္စည်းမနံနောက်နောက်မှာလည်းပဲအကုဒလာနံတံမှာနာအကုဒတွေကိုအာတိဝနပစ္စယောထပ်တလဲလဲပြုတ်နေတယ်။အရင်တုန်းကလည်းအကုဒလုတ်တယ်။နောက်ကိုလည်းအကုဒလုတ်တယ်။ထပ်တလဲလဲလုတ်နေတာမျိုးတွေရှိတတ်ပါတယ်တဲ့။ ပုရိမာပုရိမာကရိယာယကတာဓမ္မာအရင်ရင်တုန်းကအဲ့ဒါကရိယာယကတာဓမ္မာဆိုကုသိုလ်လည်းမဟုတ်ဘူးအာကုသိုလ်လည်းမဟုတ်တယ်ပြုလုပ်ခြင်းမျိုးပေါ့အဲ့ဒီဓမ္မာအဲ့တရားတွေကိုလှုပ်တယ်ပေါ့အကြံဉာဏ်တမထဝိပဿနာတရားလို့မှတ်လိုက်ပေါ့နော်အဲ့တရားတွေကိုလှုပ်တယ်ကုသိုလ်လည်းမဟုတ်ဘူးအာကုသိုလ်လည်းမဟုတ်တဲ့တရားတွေတဏှာဖြင့်တမထဝိပဿနာတရားတွေကိုလှုပ်တယ်တဲ့ပစ္စည်းမနာပစ္စည်းမနာနောက်နောက်မှာကရိယာဗျာကတနာဓမ္မနာအဲကုသိုလ်မဟုတ်အကုသိုလ်မဟုတ်တဲ့တရားတွေဒုမဟုတ်တမထဝိပဿနာတရားတွေကိုတဲ့ အာတိဝနပစ္စည်းကိုထပ်တည်းလောက်ရင်းနဲ့ဒါနဲ့ဖို့နိဗ္ဗာန်တရောက်သွားနိုင်တာမျိုးရှိတတ်ပါတယ်တဲ့။ညာပြီ။